ပစ္စည်းတွေကတော့အများကြီးဗျာဒါပေမဲ့မိတ်ဆွေတို့မသိသေးတဲ့အင်ဗာတာလေးတစ်ခုရှိနေတယ်ဆိုလာဝက်ကို9500ကျွန်တော်တို့သုံးလို့ရတယ် MPD ကိုတော့သုံးထားပေးတယ်ဆိုလာကျွန်တော်ဒီချာဂျင်ကလည်း120 mAh ကျွန်တော်သူကပေးသုံးတယ်အဖီရှင်စီဆိုရင်ကျွန်တော်ဒီ95%နဲ့ရတယ် အဲ့ဒီမှာမှကျွန်တော်ဒီ UBF fashion နဲ့ပါတယ်ကျွန်တော်ဒီ level later ကောင်းတဲ့နေရာမှာဆင်မဲ့ဆိုရင်ကျွန်တော်ဒီဖုန်းနဲ့အမဝင်အောင်လို့ filter လေးခံထားပေးရတယ်အဓိကတော့ဈေးနှုန်းပေါ့ဗျာဈေးနှုန်းကလည်းကျွန်တော်အရန်အရန်မှာကျွန်တော်အသက်တာတယ်အဲ့တော့ပေးရတဲ့ဈေးနှုန်းနဲ့ကျွန်တော်ဒီတန်ရလိုက်တဲ့အကျိုးကျေးဇူးကအများကြီးကျွန်တော်တို့တန်တဲ့ inverter လေးရှိတယ်သူနဲ့တွဲသုံးမဲ့ battery လေးပဲကျွန်တော်ပြိုင်မယ်ဗျာ battery ကကျွန်တော်ဒီ1000 watt hour ထွက်တယ်ကျွန်တော်ဒီ level 4 battery ဖြစ်တဲ့ပုံမှာ ကျွန်တော်အမိတ်ဆွေတွေတုံးမဲ့ဆိုရင်ပေါ့နော်ကျွန်တော်ဒီ9နှစ်ကနေ10နှစ်လောက်ထိကကျွန်တော်လက်ကြည့်စရာမလိုဘူးပြီးတော့ကျွန်တော်တို့ဒီ iPhone 4ရဲ့မှာမှာဒီကောင်အမဆန်အရန်ကျွန်တော်တို့ကောင်းတယ် service center နဲ့လုံးဝ share ရှိတဲ့ brand လေးပဲဖြစ်ပါတယ်ခင်ဗျာကြည့်ကျွန်တော်ပြောနေရကြတယ်ဗျာ ြောရင်လည်းကျွန်တော်ဆုံးမမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ဗက်တရီအမတာအတွဲလေးကိုကျွန်တော်မိတ်ဆွေတို့ကျွန်တော်ပြပြီးတော့ပြတော့ပြပေးချင်တာကဒီတွဲလေးပေါ့နော်ကျွန်တော်ဒီ on 40ကိုဒီ6.2အမတာလေးနဲ့ဗက်တရီက roman မှာ50ဝမ်းတူ200အေးပါခင်ဗျအဲ့တော့ဒီကောင်ကကျွန်တော်အမတာဆိုအမခံ2ရပေးတယ်ဗက်တရီဆိုကျွန်တော်အမခံ5ရပေးတယ် အဲ့တော့ကျွန်တော်တို့ဒီကောင်းလေးဆိုရင်ကျွန်တော်အိမ်သုံးမဲ့ကျွန်တော်ဒီအဲကောင်းနေကျွန်တော်တအိမ်လုံးများကြိုက်တာသုံးရထမင်းပေါင်းဒန်နီယယ်ဆက်ကျွန်တော်သုံးလို့ရတယ်ဈေးနှုန်းကျွန်တော်ပြောပြရမယ်ဈေးနှုန်းက Imperatory နှစ်ခုယူမှကျွန်တော်ဒါ63သိန်းလောက်ပဲကြရတယ်အဲ့တော့အရန်တန်တယ်ကျွန်တော်ဒီလိုမျိုးအဲကိုမသုံးမှုတဲ့ brand တွေကျွန်တော်အခုမှလာတဲ့ brand တွေကျွန်တော်ဒီသိန်း40သိန်း50သိန်း60ပေးနေမဲ့တူကျွန်တော်ဒီကောင်းကကျွန်တော်ဒီ service center နဲ့ order ရှိတဲ့ brand ဖြစ်တဲ့ပုံမှာကျွန်တော်မိတ်ဆွေတို့သုံးနေတယ်ပေါ့နော် အာမခံလည်းအပြောဦးပါပြီဈေးနှုန်းကကျွန်တော်အပီးစီဆင်မယ်ဆိုရင်ဒီလိုမျိုးကြီးကြီး accessory ပါပါမယ်အားလုံးအပီးစီကိုမှကျွန်တော်80သိန်းဝန်းကျင်နဲ့ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီကောင်လေးကိုကျွန်တော်မိတ်ဆွေတွေသိချင်တာဖြစ်အသေးစိတ်စုံစမ်းနေတယ်ဆိုရင်ကျွန်တော်ပါဖို့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်မှာခင်ဗျခြေဖိုင်လိုက်တင်ပါတယ်